နိုင်ငံတော်အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်လုံခြုံရေးအရာသတင်းအချက်အလက်တွေကိုသတင်းမီဒီယာသမားတွေကိုအလုံးအသိပေးလို့မဖြစ်ဘူးလို့မကွေးတိုင်းဝန်ကြီးချုပ်ကပြောဆိုလိုက်ပါတယ်။ဥစော်ဖေးသတင်းပေးပို့ထားပါတယ်ရှင်။ ကွေးမြို့မှာဇွန်လ14ရက်နေ့ကစတင်ကျင်းပနေတဲ့သတင်းအချက်လက်ရရှိခွင့်မြင့်တင်ပေးရေးအလို့ယုံဆွေးနွေးပွဲမှာတိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောဆိုလိုက်တာပါအမျိုးဘာသာသာသနာယဉ်ကျေးမှုတွေကိုဖျက်ဆီးတဲ့မြို့သူကိုမဆိုနှိမ့်ဆက်မှပြောမယ်ဆိုရင်လည်းနှိမ့်ဆက်ဖို့ကိုထောက်ခံနေလို့ပြောပါတယ်မြန်မာနိုင်ငံမှာစီမံချက်တွေလုပ်တယ်စီမံကိန်းတွေလုပ်တယ်ဟလာเนาะဒီမှာဒီကိုနိုင်ငံအချုပ်အခြာအာဏာတရားခိုင်မဲ့ကိုလုံခြုံရေးအတွက်ဟလာဆိုကြပါစို့ရဲ့ဟုတ်တယ်မဟုတ်တယ်မသိဘူးเนาะ အနုဘုံထုံးမယ်ကိုနိုင်ငံကာကွယ်တဲ့တရေးရှင်ဒီအနုမျိုးလည်းနဲ့ရှိမှာပဲကိုနိုင်ငံရဲ့လုံခြုံရေး sovereignty of state ကိုကာကွယ်နိုင်မယ်ဆိုတဲ့အနေအထားမရှိဖြစ်မနေလိုအပ်နေပြီဟလာအနုမျိုးမျိုးတင်းကိုဆူကြပါဆိုကြပြန်မာနိုင်ငံကနော်စနေကောင်းလို့ဘုလို့ကြွေးဝါချမ်းသာတာအနုမျိုးမျိုးဒီမိုဒီလည်းစောင့်နိုင်ပြီစောက်ပြီဟလာမင်းတို့အနုမျိုးလည်းလည်းဘယ်နှခုရှိလို့ဘယ်မှာစောင့်နေတာလို့ဟလာအန်ဝေါ်မှာလားစေတော့ပြပါလားရေငူသိမ်းမောကဟုတ်လားအဲဒီ ူရဲ့စွမ်းရည်ဒီရဲ့စွမ်းဆောင်ရည်ကဘာလို့ရှိလို့သိချင်တယ်နော်ဒါဒီပေါက်ကြသွားလို့ရှိရင်လုံခြုံရေးအကြီးအကျယ်ကိုဒါထိခဲ့မြန်မာနိုင်ငံရဲ့အချုပ်ချာအနာကိုကာကွယ်နိုင်မှုတွေနော်သို့တော်လည်းပဲသတင်းမီဒီယာကမှသိဖို့လိုတယ်သိချင်တယ်အတိအမေးလို့ရတယ်မရှိဘူးဒီမိုကရေစီရဲ့အစိုးရတရားဟာပြည်သူကတင်မြှောက်ထားတာဖြစ်တဲ့အတွက် ပြည်သူ့ဗန္ဓာနဲ့တိဆောက်ထားတဲ့စီမံကိန်းတွေအဖွဲ့အစည်းတွေရဲ့တည်င်းအချက်လက်တွေကိုလှုပ်ဝက်ထားတာကလွဲလို့တရှိခွင့်ရှိတယ်လို့တောင်းယူခွင့်လည်းရှိတယ်လို့ဆိုပါတယ်။အဓိကကတော့ပြည်သူပြည်သားတယောက်ကဘာကြောင့်တည်င်းထက်တာရပိုင်မရှိရမလဲဆိုတော့တည်င်းအာအာဒီမိုကရေစီဖြစ်စဉ်တစ်ခုမှာဒီမိုကရေစီနိုင်ငံမှာတကယ်တမ်းကျတော့ပြည်သူကအုပ်ချုပ်တယ်ဆိုပြီးတော့ဒါဒီမိုကရေစီနိုင်ငံရဲ့ဟိုပါပေါ့နော်စံချိန်စံမျိုးပေါ့နော်အဲ့ဒီမှာပြည်သူကအုပ်ချုပ်တဲ့အခါမှာအစိုးရအဖက်အနေနဲ့ဒီတည်င်းချက်လက်တွေ ဟိုဟိုကြည်သူဘန်နာနဲ့ဟောနော်ဒီအစိုးရဒီ public fan နေနဲ့လက်ပတ်နေတဲ့အဖွဲ့အစည်းမှန်သမျှတတိယအချက်လက်တွေကိုထိန်းသိမ်းပေးတဲ့ဟာကိုကြည်သူကိုစားထိန်းသိမ်းပေးရလို့ကျွန်တော်တို့ကနားလေတဲ့ယုံကြည်တယ်ဘာလို့ဆိုဒီမိုကရေစီတိုင်းမှာအုတ်တိုင်းမျိုးအုတ်ထုတ်တာကပြည်သူကရွေးချယ်ထားတဲ့အစိုးရအုတ်ထုတ်တာဒီကပြည်သူပြည်သူအုတ်ထုတ်တယ်ပေါ့အဲ့တော့အဲ့ဒီမှာပြည်သူကသူ့တည်င်းချက်လက်ဖြစ်တဲ့အတွက်ကြောင့်ပြုတ်ဝက်ထားတဲ့ကိစ္စကဘယ်လိုဟို ချက်လေးကိုပြည်သူအနေနဲ့တောင်းပန်လို့ရှိတယ်။အဲ့လိုတောင်းပန်လို့ရှိဖို့အတွက်ကိုဒီအာမခံပေးနိုင်တဲ့ဥပဒေတည်းရဲ့လိုတယ်လို့ကျွန်တော်တို့အမှန်ပါတရင်ချက်လက်ရရှိခွင့်မြင့်တင်ပေးရေးအလို့ယုံဆွေးနွေးပွဲကိုပြည်ကြီးခင်အမျိုးသမီးအဖွဲ့ကလာရောက် ပြုလုပ်ခဲ့တာဖြစ်ပြီးဇွန်လ14ရက်နေ့ကနေ15ရက်နေ့ထိနှစ်ရက်ပြုလုပ်မှာဖြစ်ပါတယ်ကျွန်တော်ဇော်ဖေပါ